မလားပါတဆမရှင် YouTube channel လေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဆိုတော့ YouTube မှာလေးဝဲကျွန်တော် TikTok မှာငါးဝဲတင်ထားပြီးဖြစ်ပါတယ်ဆိုတော့ဒီနေ့ YouTube လေးဝဲကတော့ကျွန်တော်အနေနဲ့ Parfum နဲ့ Monaco ပဲဖြစ်ပါတယ်ဆိုတော့ Parfum နဲ့ Monaco နဲ့ကျွန်တော်ချက်ကြည့်အောင်တင်ပြစမ်းပါဆိုလို့ရှိရင်လည်းဒီနေ့တင်ရဒါဟိုအောက်ဆုံးမှာဖြစ်ပါတယ်24နဲ့25 Monaco အနေနဲ့1 2 24ကျွန်တော် Playoff အတင်းနေရာကိုရောက်ရှိနေဖြစ်နေ9မှ9မှနဲ့ဖြစ်နေပါတယ်ဆိုတော့ Parfum အနေနဲ့နောက်ဆုံး9ပွဲမှာဆိုလို့ရှိရင်9ပွဲမှာ၃ပွဲအနေနဲ့ရရှိပြီး9ပွဲတွေဖြစ်ပြီးတော့ Monaco အနေနဲ့ကျွန်တော် နောက်ဆုံးအပွဲမှာဆိုလို့ရှိရင်နောက်ပွဲနိုင်ရရှိတာတဲ့ပြီးတော့နန်တန်နဲ့ကျွန်တော်တို့ဒါအာမင်းကပိုတိုဂလင်းကိုနိုင်ရရှိတာတဲ့အဝေးဘက်မှာ0-1နဲ့ဆိုတော့နောက်ဆုံးတစ်ပွဲကတော့4-1နဲ့ရင်းနစ်ကိုကိုးပြက်ကြီးအောင်ရှုံးနေတာတဲ့အဲ့ဒါပဲလားဆိုတော့မော်ဒီကိုလန့်ကိုလည်း1-4နဲ့ရှုံးနေတာတဲ့ဆိုတော့ဒီပါဘူကတော့ကျွန်တော်ဘင်လာရီယားကို1-0နဲ့အနိုင်ရရှိရတဲ့အသင်းဖြစ်တဲ့ဆိုတော့5ပတ်5ပတ်နဲ့အဆင့်ရတဲ့24 25ဖြစ်နေတာကိုတွေးရှိရပါတယ်ဗျအဲ့တော့ဒီနေ့မိုနာကိုကကြေကျော်ပေးထားတယ်ဆိုတော့ကြေးဘယ်လောက်ကြေကျေပေးထားလဲဆိုတော့1 တဆင်ကနေခုတစ်လုံးတရေပြေထားပြီးတော့ကိုပေါင်းကြီးရ330အနေထားဖြစ်နေပါတယ်ပြီးတော့ဘာမှတော့ဘာကြက်လေးလို့မေးရင်တော့ပြပြသားသားပါပဲမိုနာကိုဘော်ဒီလေးပဲကြိုက်ပါတယ်နော်ဆိုတော့နောက်တစ်ပွဲဆက်သွားပါမယ်အာဆင်နယ်နဲ့ပိုင်းမိနစ်ဆက်ပါပြီအာဆင်နယ်နေနဲ့ဒီပြေထားတော့ level minus 50ကိုပေါင်းကြီးရတော့ကျွန်တော်တို့ဒါ330အနေထားဖြစ်ပါတယ်ဆိုတော့330 minus sorry level minus 50နေခု level minus 60အနေထားဖြစ်နေပါတယ်ဆိုတော့မနေ့ကချက်စီးလိုမျိုးပဲအခြေတွေတက်လာပါတယ်ပြီးတော့ချက်စီးနဲ့ဘာစီလိုနာမှာဘာစီလိုနာဆိုပြီးတော့လူတွေ on နေကြပြီမဲ့ကျွန်တော်ကတော့ ဒီနေ့တည်းရဲ့ရှင်းလိုက်အချိန်မှာဘာစီလိုနာကမကောင်းမဟုတ်ဘူးကောင်းတယ်သူ့အနေနဲ့ကောင်းပေမဲ့ရှင်းလိုက်အချိန်မှာကျွန်တော်တို့ဒါချက်စီးနေတဲ့ဒါကောင်းတဲ့ကစားသမားတွေမပေါ့ပါကိုပေါင်းပါလို့ပေါ့တော့မပါတော့မှသူ့ရဲ့နော်ကောင်းတဲ့ကစားသမားလေးတွေနဲ့ဒါချစ်လက်ပြီးတော့ဆော့သွားတာဟိုမှာတကယ်ကိုကောင်းပါတယ်ပေါ့နော်အဲ့တော့မနေ့ကလည်းကျွန်တော်ချက်စီးကိုကျွန်တော်ရေးချက်တဲ့လူအများစုကဘာစီလိုနာကိုကြိုက်ကြတယ်ဒါဒီနေ့လည်းအဲ့လိုမျိုးပုံစံမျိုးလာကြတယ်ဒါပေမဲ့အာဆင်နယ်က level minus 60တောင်တက်လာခဲ့တယ်ကိုပေါင်းကြီး390အနေထားဖြစ်နေတာတွေ့ရှိရတယ်ဒီနေ့တင်း H တွေရဆိုလို့ရှိရင်လည်း ဟာဖာစီဘိုင်မြူနစ်က6ပွဲနိုင်ပြီးတော့3ပွဲတင်နဲ့3ပွဲရှုံးရတာဟိုတွေ့ရှိရတယ်ဆိုတော့ချက်ကြည့်မယ်အာရီရဲ့အင်ကွင်းမှာကန်ခွဲတယ်3ပွဲရှိတယ်ဆိုတော့အာရီနေနဲ့2ပွဲတင်နဲ့2ပွဲရှုံးတာနေဗျเนาะအဲ့တော့ကျွန်တော်တို့ဒီနေ့အာရီနေနဲ့ဒီနေ့ level -60 9ပေါင်းကြီး390ပေးထားပါတယ်အာဆီနယ်နေကျွန်တော်နောက်ဆုံး9ပွဲမှာဆိုလို့ရှိရင်အာတည်ရီ2ပွဲပဲရှိတယ်ဆန်နာလည်း2ပွဲပဲရှိပြီးတော့ကျွန်တော်တို့ပြီးခဲ့တဲ့ UCL မှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ဇလာဘီယာကို C2 နဲ့အဝေးကမှန်တာရှိတယ်အဲ့ဒါပဲလို့ဆိုတော့ကျွန်တော်ဘိုင်မီးကိုရှက်ကြည့်အောင် PSG ကိုအကျော်ပေးထားတဲ့ PSG level minus 30လောက်ပေါက်ပြီးတော့အဲ့ဒီမှာ level minus 30လောက်ပိုက်ပြီးတော့ကျွန်တော် Bayern Munich က1-2နဲ့အနိုင်ရရှိသွားတယ် PSG ကိုဆိုတော့ဒီနေ့ဘာကြက်လေးလို့မင်းကျွန်တော်ဒီပဲဒီပဲကြာတော့ချက်ကြည့်မယ်ဒီပဲကြာတော့ခုနကပြောရင်တော့အထက် off ဖြစ်နေတဲ့1-2ဖြစ်နေပြီးတော့7-7နဲ့ GD ကလည်း7-7ဖြစ်တယ်ဆိုတော့ဒီနေ့တည်းကနိုင်ဖို့ပဲအရေးကြီးတယ်ဒီနေ့ကနော်ကိုများဖို့အရင်ကြီးလို့ကျွန်တော်ယူဆတယ်ဆိုတော့ပေးတဲ့ပေါက်ကြီးကလည်း3-0 +90 အနေထားဖြစ်နေတယ်ဆိုတော့ Arsenal နဲ့ Bayern Munich ဘာကြောင့်လဲလို့မြင်လို့ရှိရင်အော် level minus 60အရာကျွန်တော်ကတော့ဒီနေ့ဘိုင်မြူနစ်ကိုကြိုက်တယ်ဘိုင်မြူနစ်ကိုဘာလို့နည်းနည်းပို့ကြတယ်လဲဆိုရင်တော့အားရလူစည်းနည်းနည်းတောက်တင်းတာကိုတွေ့ရှိရတယ်အားရအိမ်ကွင်းအိမ်ကွင်းလည်းဖြစ်တယ်နောက်ဆုံးဟိုပြောမယ်ဘယ်လိုပြောမလဲစပောင်းတော့41နဲ့အတွင်းနဲ့ဆိုတော့ဒီနေ့တော့ဘူကီနည်းနည်းလှည့်တယ်လို့ယူကြတယ်ဆိုတော့အားကြီးနဲ့ဘိုင်မြူနစ်မှာဘိုင်မြူနစ်ကြိုက်တယ်ဆိုတော့ဘိုင်မြူနစ်မကြိုက်ဘူးအားကြီးပဲကြိုက်တယ် ဆိုတော့နောက်ခုလုံးမကြိုက်ဆိုရင်တော့အတော့လုံး +80 ရ9ရောက်ပဲချပါနော်ဘယ်လိုပြောရမလဲ UCL တပွဲချန်ပီယံဖလားဖလားတစ်လုံးလုနေရတယ်လို့ပဲဒီနေ့ကံမှာဖြစ်တယ်အဲ့နဲ့သိရနော်အဲ့တော့တွဲဆောင်တဲ့ပွဲစဉ်မှာတော့တော့ဂိုးပေါ်တွေကတော့များတယ်ဒါပေမဲ့3လုံး +80 ဒီသင်းနဲ့ဒီသင်းကတော့ဒါ3လုံး +80 တာကြီးကတော့ပြော့တယ်လို့ယူဆတယ်နော်တကယ်လို့ဒီနေ့သင်းနေနေတွေ့မှာဆိုရင်4လုံး +90 တပေါ့ပေးတင်တယ်ဒါ3လုံး +80 အရာဆိုတော့ရဲ့လို့ကံမကောင်းလို့များသွားလဲ1 2တပေါ့ပဲရှိတယ်အဲ့တော့ကျွန်တော်နေဒီနေ့အာဆင်နယ်ဘိုင်ယန်မြူနစ်မှာဘိုင်ယန်မြူနစ်နဲ့ ခေါောက်လေးကိုကြိုက်တယ်နော်အဲ့တော့နောက်တစ်ပွဲကတော့ Liverpool နဲ့ PSV ကျော Liverpool နေနဲ့ကျွန်တော်ဆော့ပြတ်တက်နေတဲ့ Ancelotti ရဲ့ sorry Ancelotti ကိုပြောပါမယ်ကျွန်တော်တို့ဒါ Liverpool ရဲ့နီးပြရဲ့အတုံးမကျတဲ့မှုတွေနဲ့ကျွန်တော်ဒါပြီးခဲ့တဲ့ပွဲစဉ်မှာဆိုလို့ရှိရင် Nottingham Forest ကို0-3နဲ့အဲရှုံးနေတယ်ပါပြောနော် Ancelotti ကတော့ဒီနေ့ဘလို့တွေကာယူလာမလဲတော့မသိဘူးပေးထားတဲ့ပေါက်ကြီးကတော့နှလုံး30တောင်ဖြစ်နေတယ်ဆိုတော့ပြင်းလားဆိုတော့ဒီအတင်းနဲ့ဒီတင်းကတော့မပြင်းလို့ယူစားတဲ့ ဒါမြင်တစ်ဖက်ပြန်ကြည့်မယ်ဆိုလို့ရှိရင်နောက်ပွဲစရိုက်ရှုံးနေထားတယ်နော်ပြီးတော့ Real Madrid ကိုပြမ UCM မှာတော့အနိုင်ရရှိရတော့မှန်တယ်ဒါပေမဲ့ Man City ကိုလည်း3စီးနဲ့ရှုံးတယ် Nottingham Forest ကိုလည်း3စီးနဲ့ရှုံးတယ်ဆိုတော့အဲဒီဆိုတော့အနေနဲ့လည်းနည်းနည်းတော့မျက်ခုံးလုံးနေတဲ့အနေအထားမှာရှိနေတဲ့ဒီနီးပြကနည်းနည်းဒီဘောမောင်တိုင်းပြောင်းသွားပြောင်းလဲနီးပြပြောင်းရမယ့်အခြေအနေရှိတယ်ဆိုတော့1 2 eight win တော့မဝင်တော့ဘူးဒါပေမဲ့1 2တန်းတဲ့မှာတော့ဝင်လာတယ်ကိုမန့်နဲ့ဟိုအောက်က PSB အဆင့်23ကိုနှလုံးပတ်30အနေအထားဖြစ်နေတယ်ဆိုတော့ဒီနေ့ကျွန်တော်တပေါက်ကတော့ လီဗာပူးပြန်လာပါလိမ့်မယ်ဆိုတော့ဒီနေ့မှာတေသေးချာနဲ့အန်နီစလော့ကထိမ့်သိမ့်ပြီးတော့လာပါလိမ့်မယ်ဆိုတော့ကျွန်တော်တို့က8တွေမှာဆိုရင်တော့อืมเนาะဇန်နဝါရီလကန်ရတဲ့32နဲ့ PSV ကအနိုင်ယူရတဲ့အိမ်ခွင့်မှာဆိုတော့အထာလည်းချက်ရှိသေးတယ်ဒါပေမဲ့တော့အဲ့တော့မစင်စားတော့ဘူးကျွန်တော်ကတော့ဒီနေ့လီဗာပူးမှလီဗာပူးပဲကြိုက်တယ်လီဗာပူးဒီနေ့တော့နိုင်သွားလိမ့်မယ်လို့ကျွန်တော်ယူဆတယ်ဗျအဲ့တော့ကိုပြပြပဲစောင့်ကြည့်ရလိမ့်မယ်လီဗာပူးပေါ်ဒီလေးပဲကြိုက်တယ်နောက်တစ်ပွဲကတော့ Sporting FC နဲ့ကျွန်တော်တို့ ဘရူဂေစပေါ်လင်းရဲ့အိမ်ခွဲမှာ1-20ပြီးတော့ဂိုးပေါင်းကြီးအဖြစ်3လုံး -20 အဲ3လုံး -20 ဆားလိုက်ပါတော့10ရာနေ20ကြားရှိနေပါတယ်အဲ့တော့စပေါ်လင်းနေလည်းကျွန်တော်တို့ပြီးခဲ့တဲ့ပွဲစဉ်မှာဆိုရင်ဂျူပီတာရဲ့အိမ်ခွဲမှာ1-1နဲ့တည်ကြတယ်ဘရူဂေကတော့အိမ်ခွဲမှာ3-3နဲ့ဘာစီလိုနာကိုတည်ကြတယ်နောက်ဆုံး၅ပွဲမှာစပေါ်လင်းကရှုံးနေတိုင်းတပွဲမှရှိဘူးဂျူပီတာနဲ့1-1တပွဲပဲရှိပြီးတော့ကျွန်တော်ဘရူဂေအနေနဲ့လည်းအာကျွန်တော်တို့အန်တာချက်နဲ့ဒါသူတို့ ကန္နာနမှာတပွဲရှုံးတော့ပဲတရှိတော့နောက်ဆုံး၅ဘူးမှာဆိုရှင်၃ပွဲနိုင်တပွဲတည်နဲ့ရလာလို့တရှိရတယ်။ဆိုတော့တိပယ်စရာမှာအဆင့်၁၄ Sporting က1-0ပေးထားတဲ့အဲ Club Brugge အနေနဲ့26အဆင့်26နဲ့၄မှတ်ရှိတယ်။ဆိုတော့ကွာတာက၃မှတ်ကွာတယ်၊၇မှတ်နဲ့၄မှတ်ဖြစ်နေတယ်။ဒီနေ့1-29ပေါင်းကြီးသလုံးမိုင်းနဲ့30ရဘာကြလေးလို့မေးလို့ရှိရင်အော်ကျွန်တော်ကတော့ Brugge လေးတွင်းမယ်။ဆိုတော့ Brugge ရဲ့တွင်းတော့တွင်းမယ်ဒီကူလောက်ပဲ။ဒါပေမဲ့အဲ့လိုကြီးတော့မဖြစ်တော့ဘူး။ ဆိုတော့ကျွန်တော်ညဒီနေ့ sporting body လေးကိုပဲကြိုက်ရယ် sporting ကိုပြမပြပဲစောက်ကြည့်ရမယ်အနေနဲ့ဟိုဖြစ်သွားမယ်ဆိုရင်တော့2 1တဘောက်လောက်ဖြစ်သွားနိုင်ချင်းရှိတယ်ဒါမှမဟုတ်လေ sporting တွင်းမယ်ဆိုလို့ရှိရင်ဒါ2စီလောက်နဲ့လည်းပြန်ပြသွားနိုင်တယ်သူ့အိမ်ကွင်းမှာမလို့အာ GD ဒါအားဖြင့် plus 3ဖြစ်တယ်ဆိုတော့ရှစ်မှတ်ရှစ်မှတ်ကိုမှတ်ဒီလိုင်းဒါအခုလို Glider State တို့ Tottenham Spurs တို့နောက်မှရှစ်မှတ်နဲ့ကိုဒီ GDR ဖြစ် plus 5ဖြစ်နေတယ်ဆိုတော့အောက်မှာ9မှတ်9မှတ်နဲ့4သိန်းလောက်ရှိနေတယ်ဆိုတော့သူပါဝင်4သိန်းလောက်ရှိနေတယ်နာပိုလီတို့အတလန်တာတို့ကဆိုတော့ဘာပဲဖြစ်ဖြစ်ဒီနေ့နိုင်ဆမ်မတ်ဖြစ်သွားနိုင်ခြင်းရှိပါတယ်အဲ့တော့ဆိုတော့ကျွန်တော်နေဒီနေ့ Sporting Lisbon လေးပဲကြိုက်ပါတယ်ဗျာเนาะအဲ့တော့ဒီ၄သိန်းလောက်နဲ့ညိုလို့နေနဲ့အချက်တူနှစ်သိန်းရင်ဆော်ပါခင်ဗျာဒီ၉သိန်းနဲ့ကကျွန်တော်ည၈နာရီထိုးမှကျွန်တော်တပွဲကောင်းတလီဝမ်မှာတင်ပေးမှာဖြစ်ပါတယ်ခင်ဗျာအားလုံးပဲပေါက်ကြပါစေ 这个东西漂